အတိတ်အမှန်တရားတစ်ခုပြောရမယ်ဆိုရင်တိုင်းပညာဆရာတယောက်ဖြစ်ဖို့မပြောနဲ့တိုင်းပညာရှင်တယောက်ဖြစ်ဖို့မပြောနဲ့တိုင်းပညာလေ့ကျင့်ဖို့အချိန်ရဖို့မပြောနဲ့စားဖို့တောက်ဖို့အိပ်ဖို့တောင် အချိန်မရကြတော့ဘူးဗျ။ရံမဖြစ်တိုင်းဒီမခံတိုင်းအလျှော့ပေးပြီးတော့လူတကာကိုအောက်ကျုပ်ပြီးဆက်ဆံတိုင်းရံသူမရှိတာမဟုတ်ဘူးဗျ။ဒါကြောင့်မလို့တိုက်ခတ်ရေးပညာတစ်မျိုးမျိုးကိုတင်းယူယုံနဲ့မရဘူးလေ့ကျင့်ထားဖို့က MUST မတ်ဗျာကျင့်ကြင်နေတဲ့လူနေရာမရှိတဲ့လူတွေအတွက်က zone survival system တိုက်ခိုက်ရေးပညာကိုသင်ယူလို့ရတယ်ဗျ zone survival system ဒီနေဝင်းနဲ့ပြပမှာအလုံများတဲ့အချိန်မပေးနိုင်တဲ့မိတ်ဆွေတွေအတွက်အထူးသဏ္ဍန်ဖြစ်တယ်တယောက်နဲ့တယောက်မတော်တဆရံဖြစ်လို့တိုက်ခိုက်တဲ့အခါမှာတာမန်လူတွေရဲ့အုံနောက်ကရံဖြစ်တဲ့အခါမှာကြွက်သားအလိုလျောက်တုံ့ပြန်ဖို့မဖြစ်နိုင်ပါဘူးကြောက်ရွံ့ပြီးတော့တုံဆိုင်တူသွားတာများပါတယ်ဗျဒါပေမဲ့တိုက်ခိုက်ရေးပညာ ကြော်သားရင်ပေါင်းမှုလေ့ကျင့်ထားတဲ့လူကြတော့ဦးနှောရဲ့ထိန်းချုပ်မှုတွေဟော်မုန်းရဲ့ထိန်းချုပ်မှုတွေမလိုဘဲနဲ့အော်တိုတွန့်ပြန်လေရှိတယ်ဗျ Zoosophyte system ကတော့အဲ့ဒီပုံမှာအခြေခံပြီးတော့လေ့ကျင့်ပေးတာဖြစ်တယ်ဒီတစ်ခေါက်မှာ Bundle Fight ဆိုတဲ့အကျဉ်းချက်ထဲမှာရုံးထွက်နိုင်တဲ့တိုက်ခိုက်ရေးပညာနဲ့ပေါင်းစပ်ထားတဲ့တင်ကန်းစာ20ထပ်တိုးလာမှာဖြစ်တဲ့အတွက် join မယ်ဆိုရင် highlight ပါကျေးဇူးတင်ပါတယ်ဗျ